ဆီယရီကဆိုဒီမှာကြောအောက်ပိုင်းမှာနာကျင်မှုသည်ဂလူတီရယ်ဒေတာအတိုင်းလျှောက်သွားပြီးတင်မအရှိဘက်ဒုမဟုတ်နောက်ဘက်အပိုင်းတိုင်းလျှောက်သွားပြီးခြေထောက်ထိလည်းရောက်နိုင်သောဆေးဘက်ဆိုင်ရာအခြေအနေတစ်ခုဖြစ်သည်ဤဒီမှာလူနာများနှင့်အများပြည်သူများကအသုံးပြုသောပုံမှန်ဆေးဘက်ဆိုင်ရာမဟုတ်သောတကလုံးတစ်ခုဖြစ်သည်တို့တော့အမှန်တကယ်မှာဒီစေရီနာကျင်မှုကတော့ချော်လဲသွားတဲ့ချောင်းကျူးကြောင့်ကြောကကနေစတင်ဖြစ်ပေါ်တဲ့နာကျင်မှုတစ်ခုဖြစ်ပါတယ် ဒါကြောင့်ဤအခြေအနေသည်အဓိကအဖြစ်ချောင်းကျူးထွက်ခြင်းကြောင့်ဖြစ်ပြီးတခါတရံမှာတော့ခိုင်မာသောမျက်နှာပြင်ပေါ်တွင်အမြဲထိုင်နေခြင်းကြောင့်ဆဲရရိကျောကိုဒိုက်ရိုက်စိတ်မချမ်းမြေ့မှုဖြစ်စေခြင်းသူမဟုတ်တခါတရံမှာဆဲရရိကျောကင်ဆာများသူမဟုတ်ဆဲရရိကျောများဤဗိုင်းရပ်စ်ကူးစက်မှုများသူမဟုတ်ဝမ်ဘိုစစ်ခရော့ပလက်စ်ကြောင့်လည်းဖြစ်နိုင်ပါသည်အခြေခံအဖြစ်ကင်းသည့်ကြောဘက်မှခြေထောက်သို့ပြန့်နှံ့သွားသောနာကျင်မှုအတွက်အထုံးပြုသောစကလုံးတစ်ခုဖြစ်ပြီးကင်းသည့်ချောင်းကျူးကြောင့်ဖြစ်နိုင်တယ်လို့ဆဲရရိကျောကိုယ်တိုင်ကြောင့်လည်းဖြစ်နိုင်ပါသည်